Hello အားလုံးမင်္ဂလာပါ Good Day Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဗီဒီယိုတစ်ပိုင်းပြီးများလေးဖိုင်တည်တဲ့တင်ပေးပြီးသွားပြီပေါ့နော်အဲ့တော့ဒီဖိုင်မှာတော့ကျွန်တော်တခြားပြင်တဲ့တို့ဂျာမန်တို့အဲ့အလေးတွေကကျွန်တော်ကြိုက်တာလေးဒါထုံထုံပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်စပြီးတော့ပြောကြပါမယ်ပထမဆုံးပွဲကတော့ဒါ Hayden Hayne နဲ့ Osper ပေါ့နော်ဂျာမန်ဘွန်ဒက်လီကာ၈နိုင်မှာကံတော့မှာဖြစ်ပါတယ် ဒီပွဲမှာကျွန်တော် level 25ရှုံးဒီအဝေးကွင်း Osprey ကပေးတယ်ကိုပေါင်းကြီးက3လုံးကို80နိုင်ပေါ့နော်။အော်ဒီဂျီတန်ကကျွန်တော်ဂျာမန်မှာဆိုရင်တော့ဒီကိုပေါင်းကြီးတန်းကကိုပေါင်းအပေါ်တက်ဖို့ခက်ခဲတဲ့ဂျီတန်တည့်ရပေါ့နော်။အော်ဒီပွဲမှာ Hayden Hing ကလည်းလက်ရှိမှာရန်ကြီးဘယ်လိုဘယ်လိုပြောမလဲ။ကိုရန်တွင်းတဲ့အတင်လာကျွန်တော်ပြင်ကြည့်ဖို့လိုတယ်။ပြီးလို့ရှိရင် Osprey ကအဝေးကွင်းဆိုရင်ကိုအရန်တွင်းတဲ့အတင်လာကျွန်တော်ပြင်ကြည့်ဖို့လိုတယ်။တကယ်လို့သူတို့နှစ်တင်းကကိုရေးအရန်မတွင်းတတ်ဘူး။ ိုးတွင်းရိုင်းနဲ့ဆိုရင်ဒီဖွင့်တိုင်းကိုပေါင်းကြီးနဲ့အညီကျွန်တော်ကိုးအောက်ကိုယူလိုက်လို့အလွယ်ယူလိုက်လို့ရတယ်ပေါ့နော်။အော်ကျွန်တော်လေးလာကြည့်အောင်။ Hayden Hin ရဲ့ကျွန်တော်ကန်ထားတဲ့နောက်ဆုံး၅ပွဲပေါ့နော်။၅ပွဲလောက်ကျွန်တော်ပြင်ကြည့်မယ်ဆိုရင် Wolfsburg ကိုအင်္ဂုမ1-3နဲ့ရှုံးတယ်။ Wigan က Leipzig ကို2-0နဲ့ရှုံးတယ်။ Jaime မှာ defense မှာတပွဲပါအဲ့ဖယ်လိုက်တော့မနော်။ပြီး Dortmund 2-2နဲ့ရှုံးတယ်။ Hamburger လို့တန်တဲ့အတင်းကို Wigan မှာ2-1နဲ့သူတို့ရှုံးထား။အော်၂ပွဲတော့ကိုးအောက်တယ်။ နှစ်ပွဲ၉ရက်နှစ်ပွဲပေါ်တဲ့သဘောမျိုးတော့တွေ့ရတယ်ပေါ့နော်အင်ကွင်းပွဲစဉ်ကိုအဓိကကြည့်မယ်ဆိုအင်ကွင်းနှစ်ပွဲမှာ Wolfsburg ကို3-1နဲ့ရှုံးတယ် Hayden Dortmund ကို2-2နဲ့ရှုံးတယ်ဆိုတော့နှစ်ပွဲဆုံးသူအင်ကွင်းနှစ်ပွဲဆုံးရှုံးတာရယ်နော်အင်ကွင်းတော့တော်တော်လေးညံ့နေတဲ့သဘောမှာတော့တွေ့ရတယ် ့ Osprey ရဲ့နောက်ဆုံး၅ပွဲကိုကြည့်မယ် Osprey က5 back ကိုဝေးကွင်းမှာပွဲစဉ်တက်3-1နဲ့9နဲ့အိုက်ပွဲမှာအိုက်ပွဲ9ပြီးကလေးကတပွဲမှမနိုင်တော့၄ပွဲ၃ပွဲဆက်သလိုရှုံးသွားတယ်ပေါ့နော်ဂိုးပေါင်းကတော့ကန်ထားတဲ့မြတ်ပွဲတွေအကုန်လုံးဂိုးပေါင်းပေါ်တက်ထားတယ်ဗျဟောဒီဂိုးပေါင်းကြီး Osprey ဘက်ကကြည့်မယ်ဆိုတော့ဒီဂိုးပေါင်းကြီးတန်းကတော့နုတယ် Hayden Hinge ဘက်ကကြည့်မယ်ဆိုတော့ဒီဂိုးပေါင်းကြီးကကျွန်တော်လက်ခံပြီးလို့ရအနေထားတော့ဖြစ်တယ်ပေါ့နော်နောက်တင်းစလုံးကြည့်ရင်အဆင့်16နဲ့18 Osprey က3မှတ်နဲ့16 Hayden Hinge က0မှတ်နဲ့ ဆက်ရှစ်ဆိုနတင်းဆိုတော့တိုင်တော်တော်တော်လေးတိုင်ပက်နေနတင်းတော့တွေ့နေပါတော့အဲဒီပွဲကဒီပွဲတော့ကျွန်မကျွန်တော်ကတော့ဂိုးပေါ်ပဲကြိုက်တယ်ဟိုဂိုးပေါင်းကြီးကတော့ကျွန်တော်အဆအပြောခဲ့သလိုဒီဂိုးပေါင်းကြီးတန်းကအောက်ကိုသွားမဲ့ဂိုးပေါင်းကြီးတန်းတည့်ရဲ့ဒါပေမဲ့ကျွန်တော်၃လုံးတော့အနည်းဆုံးရောက်မယ်လို့တွေးရပါကြောင့်လို့ဟိုက်တန်ဟင်းလေးရုံးမှရတော့မယ်နော်အော့စဖက်ကလည်းဒါဟိုတပွဲမှတပွဲပဲနိုင်၄ပွဲဆက်နိုင်၃ပွဲဆက်နိုင်ပွဲပျောက်သွားတာဆိုတော့သူလည်း ကန်ရမှာပဲ။နတင်းစလုံး offset ကို high tension ကန်ရမှာဆိုတော့ဒီကိုပေါင်းကြီး3လုံး60နိုင်80နိုင်ဆိုပေမဲ့ကျွန်တော်ကိုပေါင်းပေါ်ပဲကြိုက်တယ်။ပြီးတော့ကျွန်တော်တို့ချိန်မှာကန်ခဲ့တဲ့ German ပွဲတွေကိုကျွန်တော်တတိထားမိတော့ကြည့်ရရင်တော့စနေညကြီးကအပေါ်ကြီးများတယ်။တနင်္ဂနွေညဆိုအောက်အောက်တွေသွားတာတနင်္ဂနွေည3ပွဲကန်တပွဲပဲအပေါ်တော့တက်တယ်။ဒါပြီးခဲ့တဲ့ပတ်လုံးတော့တပွဲပဲအပေါ်တက်ပြီးနှစ်ပွဲအောက်ဝင်နော်အဲအဲ့လိုမျိုးလေးဆိုတော့ဟိုကိုပေါင်းကြီးမနစ်မနစ်အရင်တစ်ပတ်က offspin နဲ့ဘာနဲ့လဲ မိတ်နဲ့လားမတူပြတည့်မလားကိုပေါင်းကြီးအဲ့လိုပဲလीနူးနူးလေးဖွင့်ပြီးတော့တကယ်ကံတော့မှရိုက်ွား3 1နေတာ4 1အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီတစ်ပတ်လဲကျွန်တော်ခုဒီဘွဲကိုကိုပေါင်းပေါ်ပဲကြိုက်တယ်နော်ခဏကြောပြင်ကြည့်မယ်မိတ်နဲ့ Osprey ထင်လာတယ်ဟုတ်တယ်မိတ်နဲ့ Osprey မင်းကတယောက်ထုတ်ခံပြီးဂါမောက်ကိုမှ4 1နဲ့ထက်ရိုက်တာနော်အဲ့လိုမျိုးဆိုတော့ အော်ဒီပွဲ Osprey နဲ့ဒီ Python ဟင်းကိုကျွန်တော်ကိုပေါင်းပေါ်လေးကြိုက်တယ်နော်အဲ Mage နဲ့ Dortmund မှာ Dortmund က level 85ပြားရှုံးပေးနေကိုပေါင်းကြီး၃လုံးသေးနော်အော် Main ကပြီးခဲ့တဲ့ဘက်ကတယောက်ထုတ်ခံရတော့မှ4-1နဲ့ရိုက်ထားတော့နည်းနည်းတော့အထင်ကြီးကျင်စရာပေါ့နော်အော် Dortmund ကလည်းအဲဒေါမွာတော့တောက်လျှောက်တော့ရလက်လေးတွေရောမဆိုးမနစ်ကနဲ့ရှင်တော့ဒေါမွာဒီနေ့ပိုကောင်းလာတယ်လိုက်ရှင်းမှာလဲဒါတိုက်တယ်ရစ်မှာနေရာအဆင့်နှစ်နေရာမှာယူထားရတော့ဒါအားရဆရာလေးရောကောင်းနေရပါတော့ ဒါပြီးတော့သူကအတလက်တစ်ဘီဘာအိုကိုအင်္ဂလန်မှာချန်ပီယံလိဂ်ကစားဖို့ရှိတယ်ပထမပွဲစဉ်မှာဂျူပီယံတည်ကြထားတာဆိုတော့အဲနည်းနည်းလေးတော့အမှတ်ကတော့လိုနေတယ်ပေါ့နော်အဲပြီးရင်သူကဘာနဲ့ကံမှာလိုက်စစ်နဲ့အင်္ဂလန်ပြီးရင်ဘိုင်ယန်နဲ့အဝေးကွင်းအိုးအိုးမိုင်ဂေါ့နော်ဒေါမွေဒေါမွေဖစ်ရှာကြီးကနောက်လာဖစ်ရှာတုံးမွေးကြီးကကြောက်စရာဘီဘာအိုနဲ့ချန်ပီယံတပွဲလောက်ပဲသူနည်းနည်းတက်တာပေါ့နော်အဲ့တော့ main နောက်ဆုံးပွဲစဉ်မှာ main ကကိုပြည့်ချေပြနိုင်ထားတဲ့အတင်းကိုဒီနောက်ဖိရှာတွေမှာပွဲချက်ကစားမယ်ဒီဒေါမွန်เนาะအဲ့လိုမျိုးအတင်းကဟိုပြည့်ညကြီးတဲ့ကတော့ဖဲဖြစ်လာတော့အဲ့လိုမျိုးတွေးနေတော့ဖဲဖြစ်တယ်ဗျာဒါပေမဲ့ဇရာအရကြည့်မယ်ဆိုရင်တော့အဆင့်1ကနေအဆင့်73က main ကိုပြည့်ညကြီးတဲ့ကဇရာအရကြည့်မယ်ဆိုရင်တော့နုတယ်ဗျာเนาะနုနုပါတယ်ဒီကြီးတဲ့ဒေါမွန်ပြည့်ကြီးတဲ့ကဒါတလုံးကိုဘယ်လောက်အပြည့်နိုင်မှာเนาะ တလုံးရှင်ရပြည့်နိုင်နေတေကြရတော့ပြား80 90ဒီလောက်ပဲရှုံးမယ်ဆိုတော့ဒီကြိမ်းကနုတယ်အော်အရင်နှစ်ကကြီးရပြန်ကြီးပြန်တော့လေဒေါမုံကအဲ့လောက်ပဲပြီးတယ်ဗျတလုံးအပြည့်နိုင်ပဲပြီးခဲ့တာအိမ်ငွေးဆိုတော့တလုံး90နိုင်တလုံး30နိုင်တလုံး90ရှုံးနေရပြီးခဲ့တာတွေ့တယ်အဲအဝေးကွင်းမှာ match အိမ်ကွင်းမှာဒါတလုံးအပြည့်နိုင်ပဲပြီးတယ်အဲ့လိုပေးရကြည်တန်းမှလည်းမနိုင်ဘူးနှစ်ကြိမ်သုံးရှုံးနေသတိစီသတိဝန်းနေရှုံးတာဆိုတော့ဒီပွဲမှာဒေါမုံနိုင်ဖို့တော့ခက်လိမ့်မယ်နောက်ဖီရှာကလည်းကြက်နေရတယ်နည်းနည်းတော့ အမတ်တော်လိုချင်စရာတော့ဖြစ်နေပြန်သူမလွယ်ပါဘူးเนาะအဲ့တော့တေလောက်ပဲသွားမယ်ထင်ပါတယ်မိတ်နဲ့ဂူပေါင်းအပေါ်လေးပဲတွဲဆွတ်ရအောင်ပါဂူပေါင်းကတော့ကျွန်တော်တော့အပေါ်မယ်ထင်တာပဲတုံလုံးတေဆိုတော့เนาะအဲတခုတော့ရှိတယ်ဟိုဒေါမွန်ကလူလူချန်တာမျိုးတွေကသားချွေတာမျိုးတွေလောက်သွားမယ်ဆိုရင်တော့ဒီပွဲအပေါ်တက်ဖို့နည်းနည်းလေးခက်လိမ့်မယ်เนาะအိုက်တချက်လေးရောနည်းနည်းဆိုးရင်းကြတော့ရှိတယ်ဒါပေမဲ့ body ကျန်းဆိုရင်တော့ကျွန်တော် main ကိုပဲကြိုက်ပါတယ်เนาะ main ကိုပဲကြိုက်ပါတယ် အာစိန့်ပေါ်လီနဲ့လီဗာကူစင်ပါဆိုရင်လီဗာကူရဲ့ level 55ပြအရှုံကိုပေါင်းကြီးတောင်းလုံးအပြည့်နေအမ်ဒီပွဲရဲ့တောင်းလုံးပြည့်နေနော်လီဗာကူကြီးအော်ဒီပွဲတော့ရှင်းပါကျွန်တော်ဟိုပါပဲကြိုက်တယ်ဒီကိုပေါင်းကြီးကတော့အပေါ်မနေတော့ဘူးနော်အပေါ်မနေတော့အောက်ပဲနေပါတယ်လီဗာကူစင်ပွဲကျွန်တော်ကိုအောက်ကြိုက်ပါတယ်အဲနောက်ဘက်ကလီဗာကူစင်ရဲ့ PSP နဲ့ဂျာယန်မှာချန်ပီယံရှိရနော်အဲ့တော့ကျွန်တော်ဒီပွဲမှာလီပါကူစင်ဘော်ဒီမကြိုက်ဘူးလီပါကူစင်ဘော်ဒီမကြိုက်ဘူးစိတ်ဘော်ဒီဒီနေ့ခြေသွမ်းလေးမဆိုးဘူးကောင်းနေပါတော့ အော်စိမ့်ဘော်လေးအင်ကွင်းလေးကြောကြည့်မယ်ဆိုရင်ဒေါမုံတူတီတူတီနော်ရှုံးနေရနေပြန်လိုက်ကန်တာဆိုမစိုးပါဘူးစိမ့်ဘော်လီနဲ့ဂိုးအောင်လီတွဲဆော့စေချင်ပါတယ်နော်ဒီဘာကိုစင်နည်းနည်းလေးအဲဘယ်လိုပြောမလဲပွဲပန်းနေတယ်ပြီးတော့နိဗျတိလက်အောက်မှာအရင်အသားအထိုင်မကျသေးဘူးနော်တိဆောက်နေစဲကာလာဆိုတော့ဒီဘာကိုစင်ဒီနေ့ကိုပြက်ကိုနိုင်မှုခတ်လိမ့်မယ်ကိုလည်းအပေါင်းအပေါ်လီတက်ဖို့ခတ်လိမ့်မယ်နော်အဲ့တော့စိမ့်ဘော်လီနဲ့ဂိုးအောင်လီတွဲဆော့ပါဂျီဂျီဝမ်းဝမ်းလီလာလောက်ပါနော်နောက်တစ်ပွဲက ဝူစပန်နဲ့လိုက်စတီပွဲတော့ကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်နော်တောင်းလုံး40ရှုံးဒီနေ့ဂျာမနီထဲမှာအပြင်းဆုံးဂိုးပေါင်းကြီးလည်းဖြစ်တယ်နှစ်သင်းစလုံးရဲ့လက္ခဏာအရာကလည်းဂိုးပေါင်းအပေါ်တွေတောက်လျှောက်ကန်နေအဲဟတ်တွေ့တွေ့ဆုံမှုတွေမှာဆိုရင်နောက်ဆုံး၅ချိန်မှာ၃ချိန်လောက်ပဲ၉အောက်ပြီးတော့၄ချိန်လောက်ကဂိုးပေါင်းအပေါ်တွေတက်တယ်တက်တာမှာ5-1နေ3-2တွေနော်ဒီလိုမျိုးလေးနဲ့တက်ထားတာဆိုတော့ဒီပွဲဂိုးပေါင်းအပေါ်လေးကောင်းပါဘော်ဒီမှာကတော့ကျွန်တော်ကဒီခဏနော်ဘော်ဒီမှာလောလတ်တဲတဲဖြစ်နေတယ် ဘော်ဒီကကျွန်တော် light slit လေးကိုတော့ပိုသဘောကျတယ်ဒါပေမဲ့ကြီးမပင်းရဲတာကိုတော့ဗဝင်မကျဘူးဖြစ်နေအဆင့်တွားနေအဆင့်ဆန်းနေကိုကြီးမပင်းရဲတာကိုတော့တိတ်ပဲဗဝင်မကျဘူးပေါ့နော်အဲအဲ့ဒါဘော်ဒီတော့ကျွန်တော်ဒီပွဲလေးကိုလက်ရှောင်ကျင်တယ်ဂူပေါင်းပေါ်လေးပဲကြိုက်ပါဘာလို့ဒဲဒဲဝင်ရုံးမှာဘော်ဒီဒဲဒဲဝင်ရုံးမှာဂူပေါင်းရင်း340ရှုံးဆိုကြီးတယ်ပြင်းပါတယ်နော်အဲ့တော့ဂူပေါင်းပေါ်လေးကကောင်းပါဒီနေ့ light slit ဂူပေါင်းပေါ်လေးတော်တော်လေးကြိုက်ပါတယ်နော်နောက်တစ်ပွဲက motion နဲ့ front back အဲဒီပွဲလေးဂူပေါင်းပေါ်ကြိုက်ပါတယ်နော် မိုရှန်နဲ့ဖရန့်ဘက်၁၇နိုင်၁၇နိုင်ရင်ဂျာမန်စနေပွဲတွေကစနေည၁၇နိုင်ပွဲတွေကကိုပေါင်းပေါ်သွားတာများတယ်နော်ပြီးခဲ့တဲ့ဘက် license နဲ့ကိုလုံး3-1အဲဟုတ်တယ်3-1ကိုပေါ့နော်အဲ့တော့ဒီပွဲလဲကျွန်တော်ကိုပေါင်းပေါ်ကြိုက်ပါတယ်မိုချန်နိုင်ပွဲတော့လိုအပ်နေပြီကမိုချန်ကဒါပေမဲ့ခြေသွန်းရကြည့်နော်ဖရန့်ဘက်ကပိုကောင်းတယ်နော်ဖရန့်ဘက် level 55ပြရှုံးဖရန်ဘက်ကဒါပြီးရင်ကျွန်တော်တို့80ကိုဝေးကွင်းဘိုင်းယန်ကိုအိမ်ကွင်းဟာဖရန်ဘက်ကလည်းမချောင်းဘူးเนาะ အဘော်ဒီတော့လက်ရှောင်လိုက်မယ်ဒီပွဲလဲကျွန်တော်ဘော်ဒီကဖရန့်ဘက်လည်းတိတ်မနေရဘူးဗျမူချန်လည်းနိုင်ချိန်တော့ရောက်နေပြီဆိုတော့လေနော်အော်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ယူနီဘာလင်နဲ့ဖရန့်ဘက်ပွဲကျွန်တော်ယူနီဘာလင်ရွေးရဲရဲရွေးရဲတည်းဘာလို့ဆိုတော့တလုံး30နိုင်ပဲပေးတာဆိုတော့ဒါပေမဲ့ဒီနေ့တော့တိတ်မရွေးရဲဘူးကြီးရောနုနေရဆိုပေမဲ့မရွေးရဲဘူးမူချန်ကလာဘက်ကကျွန်တော်တိတ်မယုံနည်းလို့ပေါ့နော်ထောက်ကြည့်နေချင်းနေတယ်အော်ဂူပေါင်းပေါ်လီပဲကောင်းပါနော်အဲ့တော့ကျွန်တော်နောက်တစ်ပွဲဘာပြောရင်ကောင်းမလဲဆိုရင် တူလော့နဲ့နန်ဒက်ပြင်းသစ်လီဂူဝမ်ကပါနော်ဒီဘက်မှာတူလော့တလုံးကို65ပြားနဲ့ဂိုးပိုင်းနှလုံး80ရှုံးအဲ့ဒါကကျွန်တော်ဒီနေ့ Northern Forest ကစန္ဒလန်ကိုပေးတဲ့ကြီးနဲ့အတူတူပဲဟို Aston Villa နဲ့ဘိုလော့နာပွဲကပေးတဲ့ကြီးတဲ့နဲ့အတူတူပဲပေါ့နော်အဲ့တော့လည်းကျွန်တော်ဝမ်းစီးအဲ့တော့ဒီပွဲလည်းကျွန်တော်အဲ့လိုလေးကြိုက်တယ်တူလော့သုံးပွဲဆက်ရှုံးသားတယ်ဗျသုံးပွဲဆက်ရှုံးသားရဲ့အနေထားမှာဒီနေ့ပြန်ပြီးနိုင်ပါတယ်လို့ကျွန်တော်တွေးရကြီးလဲဒါကြီးကောင်းလဲပြီးထားတယ်ဆိုတော့ဒီနော်ပြီးတော့ဟိုဘယ်လိုပြောမလဲ ကူပေါင်းတော့ကျွန်တော်အပေါ်တော့မကြိုက်ဘူးเนาะဒီဘက်ကူပေါင်းအောက်လေးနဲ့တွဲဆော့နေခြင်းနဲ့တူလော့နဲ့ကူပေါင်းအောက်လေးပေါ့အဲ့လို1 2 3စီးလောက်ပဲသွားနိုင်ဝမ်ဝမ်လေးဖြစ်နိုင်တယ်ဝမ်ဝမ်ဖြစ်နိုင်တဲ့အတွက်ကြောင့်ကူပေါင်းအောက်လေးနဲ့ကာခိုင်းတာပေါ့เนาะအဝမ်ဝမ်ကြပါရင်ကျွန်တော်က body အပြည့်ရှုံးသွားမှာအဲ့တော့ကူပေါင်းအောက်လေးပြား80 80တော့ပြန်ရကျွန်တော်အရှုံးတက်တာတာပေါ့เนาะအဲ့တော့ဒီဘက်မှာကျွန်တော်တူလော့လေးနဲ့ကူပေါင်းအောက်လေးတွဲဆော့နေခြင်းပါရယ်เนาะနောက်တစ်ပွဲက Villarreal နဲ့ Athletic Bilbao ဒီပွဲကဟိုလူတိုင်းက Villarreal ကြိုက်မှာပဲအဲဘာကြောင့်လဲဆိုတော့ Villarreal ရဲ့အိမ်ဝင်လည်းဖြစ်နေတယ် လက်ရှိမှာဘီဘာဟိုကခြေပြန်းဆုတ်နေတယ်နီကိုလဲဝီလျံပြန်မပါလိုက်နေတဲ့အနေအထားမှာဒါတော်တော်လေးတိုင်ပတ်သွားတယ်တိုင်တောင်ပန်ဘဲတောင်ပန်ကပေါ့နော်အော်ဘီလာရီရောလူကြိုက်များမယ်ပြီးတော့ကျွန်တော်တတိထားမိတာဒီနှစ်ခုဒီနှစ်တင်းတွဲဆုံးမှာနှစ်တင်းဆုံးတော့ချန်ပီယံလိဂ်ကန်နေရတယ်ဘီလာရီရဲ့ဒါပြင်ဂျူမီတန်နဲ့တွားကန်ရမယ်ဘီဘာဝါဒေါ်မွန်ဝင်းသွားကြမယ်အဲ့တော့နှစ်တင်းစလုံးကချန်ပီယံလိကိုဒီကန်မှာဖြစ်တယ်ဒီနေ့မှာအင်တိုက်အားတိုက်စကားလာမှာမဟုတ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာကိုပေါင်းအောက်လေးကြိုက်တယ်အဲ့တော့ နှလုံး85ပြားရှုံးဆိုကိုပေါင်းကြီးမှာကြောင့်ကိုပေါင်းအောက်နေကြိုက်တယ်။ဘော်ဒီက VR ရဲ့ level 85ပြားရှုံးကနုလာပြင်းလားကျွန်တော်ကြည့်ပြမယ်။အဲဖဲဖြစ်ပါနော်အဆင့်3ကနေ6ကိုပေးရတော့ဒီလောက်ကတော့ပေးလို့ရပါတယ်။အဲ့ထက်လည်းပိုပြင်းတယ်ပြင်းလို့တော့ရသေးတယ်ဒါပေမဲ့ဒီလောက်ကလည်းဖဲဖြစ်တယ်လက်ခံပေးလို့ရတယ်။အဲ့လက်ရှိမှာ VR ရစပောင်း1နဲ့တွားရှုံးပြီးရနောက်မှာတော့ဒါနိုင်ပွဲ2ပွဲဆက်တော့ပြင်းလေရယူထားတယ်ပေါ့နော်။ အော်နိုင်မွေးလေးဆက်ကောင်းဆက်မယ်အင်္ဂွင်းလေးဖြစ်နေတော့အော်ဒါမဲ့ကျွန်တော်ကဘီဘာဟိုဂျီရိုနာနဲ့ပွဲစဉ်မှာကညီကိုတို့ပြီးခဲ့တယ်နော်ဘီဘာ90မီ90မီဆိုမှမမဲ့တည်ကြတယ်အော်ရှေ့မှာတော့ loan loss draw ဆိုရယ် flow လေးတော့ရှိနေတယ်အဲ့တော့ flow ရဆိုတော့ဒီနေ့ဘီဘာ win flow လေးလာနိုင်ကြီးရှိတယ်ဒါမဲ့တခုတော့ရှိရယ်အဝေးဝင်းဖြစ်နေရယ်ကံရမဲ့အတင်းကလည်းဘီလာရီရဲ့အင်္ဂွင်းသွားဖြစ်နေတော့ ဒီနေ့မှာ i flow မိဖို့ကတော့နည်းနည်းလေးခက်တယ်မိရင်လည်းမိသွားမှာပါဘောနီเนาะဘီလာဘီဘာဟိုက1စီလောက်နဲ့နိုင်သွားမျိုးလည်းဖြစ်လာနိုင်တာပါဘောနီเนาะဒါပေမဲ့ကျွန်တော် body ကိုမပေးကျင်တော့ဘူးအန်ဒီများတဲ့အတွက်ဘီဘီဘာကိုအိမ်ငွေးဆိုတော့ပေးရတာပါဘောနော်အဲ့တော့ဒီဘက်ကခိုးပေါင်းအောက်လေးပဲကောင်းပါเนาะညီကိုတို့ဘာလို့လဲဆိုတော့နှစ်တင်းစလုံးချန်ပီယံလိဂ်ကံမှုရှိတော့တို့ရဲ့ဒီ အာယုံတွေကထွေပြားနေမှာဗျာတကယ်မှာချန်ပီယံလိပွဲအတွက်လူချမ်းမှာလိုလိုဒီပွဲပဲအားဆိုင်ရမှာလိုလိုဟိုလိုလိုဒီလိုလိုနဲ့တကယ်မှာအာယုံတွေများနေမှာဆိုအဲတိတ်ပြီးတိုက်သိဆင်မှာမဟုတ်ထင်းသိသိနဲ့ပဲကလာသွားပြီးတော့ကိုပေါင်းအောက်သွားနေမယ်နော်အော်ဘီလာရဲ့ပြပါကိုပွဲစဉ်ကိုပေါင်းအောက်နေခြိုက်ပါတယ်အဲနောက်တော့ပွဲကကျွန်တော်တို့ဂျူပင်တန်နဲ့အတ္တလန်တာဒီပွဲလဲကျွန်တော်ကိုပေါင်းအောင်ခြိုက်တယ်ဘာကြောင့်ခြိုက်တာလဲဆိုအတ္တလန်တာကျွန်တော်မထင်ထားဘူးနော်ရှေ့မှာနှစ်ပွဲဆက်ဒါဘယ်လိုပြောမလဲ ဟိုနှစ်ပွဲဆက်အောင်ဖြစ်တယ်ဒီ PSG ကို4-0ချုံပြီးနောက်မှာကျွန်တော်တိုရီနို PSG ထဲမှာကျွန်တော်အတလန်တာကြီးနုရယ်ဆိုမှတိုရီနိုကြိုက်ကြပါဒါပေမဲ့ဂိုးပြက်ကြီးနိုင်သွားရယ်နော်အဲ့တော့သူကနှစ်ပွဲဆက်ဒါအဝေးကွင်းကန်ပြီးသွားပြီဒီနေ့၃ပွဲမြောက်အဝေးကွင်းကန်အော်နည်းနည်းလေးပွဲပန်းနေလောက်ပြီးတော့ကျွန်တော်ကတွေးတယ်ပြီးရင်ကျွန်တော်တို့သူကဒါပြီးရင် Club Blue ကိုအိမ်ကွင်းမှာချန်ပီယံလိကန်မှုရှိဂျူပင်တက်ကတော့အိမ်ကွင်းမှာကန်ရမယ်ဒီနေ့မှာပြီးရင်ဗီလာရီရောဝေးကွင်းသွားကန်မှာဂျူပင်တက်ကလည်းမလွယ်တော့မလွယ်ဘူးပေါ့နော်အော်ဒီပွဲမှာကျွန်တော်ကသူတို့နှစ်တင်းတွေ့ဆုံမှုရတော့ဂိုးပေါင်းအပေါ်လေးနေတော့ တက်တယ်ဆိုပေကျွန်တော်ဒီဘက်မှာအတလန်နာလည်းပွဲပန်းနေပြီဂျူဗင်တက်ကလည်းဒါရှေ့မှာကျွန်တော်တို့အင်တာကို44ဒေါမွန်44အင်တာ43ဒေါမွန်44ဒီလိုမျိုးဂိုးပေါင်းနေတောက်လျှောက်ပေါ်ပေးပြီးပြီပေါ့နော်အဲဒီဘက်မှာဟိုအတလန်နာချီဆွမ်းဒီဂိုးပေါင်းအော် sorry အဝင်းဝင်းခြေတန်းပေါ့နော်ဒီပွဲပန်းနေအနေထားရေဂျူဗင်တဲ့ဂူပေါင်းပေါ်ရောက်လျှောက်ရှေ့မှာကံပြထားတဲ့အနေထားဒီနေ့ကဂူပေါင်းအောက်လေးဆက်လာမယ်လို့ကျွန်တော်တွေးပါတယ်နော်အော်ကျွန်တော်ဒီဘက်ကဂူပေါင်းအောက်ပဲကြိုက်တယ်ဘော်ဒီကိုရွေးပါဆိုရင်တော့မဖြစ်မနေရွေးခိုင်းရင်တော့ကျွန်တော်ဂျူဗင်တဲ့ပဲကြိုက်တယ်ဂျူဗင်တဲ့ဒီနေ့ခြေစွမ်းကောင်းတယ်နော်ခြေစွမ်းအရဂျူဗင်တဲ့ကောင်းပါအတလန်နာထက်ဆိုင်ဂျူဗင်တဲ့တော်တော်လေးအားရစရာကောင်းပါနော်အဲ့တော့နောက်တစ်ပွဲတော့ကျွန်တော်ဒါစပိန်မှာတကယ်ဒါဘီပြိုင်ဘက်မဟာပြိုင်ဘက်ကြီးပေါ့ဗျာနော်တကယ် ဆရာကြီးနှစ်ပါးတွေ့တယ်အင်ဒီကိုမက်ထရစ်နဲ့ရီယယ်မက်ထရစ်ဒီပါရီယယ်မက်ထရစ်က level 35ပြားရှုံးကိုပေါင်းကြီး3လုံးကို65ပြားနိုင်ဒီလောက်ပဲပြီးထားတယ်เนาะအဲ့တော့ဒီပွဲကတော့ဟိုရိုးရိုးလေးခြေဆွမ်းအရာကြည့်မယ်ဆိုရင်ဒီပွဲရီယယ်မက်ထရစ်ပေါ့ဗျာသိရမလားဒါပေမဲ့ real metric ကအင်ဒီကိုနဲ့တွေ့တိုင်းမှာနည်းနည်းလေးရုန်းကန်ရတယ် struggle ဖြစ်တယ်အထူးသဖြင့်အင်ဒီကိုအိမ်ကွင်းဆိုပိုဆိုးတယ်ပေါ့နော်အဲ့တော့အင်ဒီကိုအိမ်ကွင်းနောက်ဆုံးတွေ့ဆုံမှု၃ချိန်လောက်ကျွန်တော်တွားပြန်ကြည့်လိုက်မယ် အဲ၅ချိန်ကြည့်မယ်၅ချိန်လောက်ကြည့်မယ်၃ချိန်နဲ့တယ်ပေါ့နော်နောက်ဆုံး၅ချိန်မှာဆိုရင်မက်ထရစ်နိုင်ခဲ့တာတစ်ချိန်ပဲရှိတယ်2 1 2022ကိုလာပိုင်း၁၀ကွဲနီးမှာကန်ခဲ့တဲ့ပွဲစဉ်ကျန်တဲ့ပွဲတွေမှာရီယယ်မက်ထရစ်ဒီဒီ AD ကွဲအင်္ဂါမနိုင်ဘူး3ကွဲနဲ့တပွဲရှုံးတယ်1စီးနဲ့မိနစ်က1စီးနဲ့သူရှုံးတယ်အဲ့တော့ AD ကိုအင်္ဂါမှာသူတို့မနိုင်တာကြာပြီပေါ့နော်3နှစ်4နှစ်4နှစ်လောက်ပေါ့နော်2022ဆိုတော့3နှစ်လောက်ရှိပြီအဲ့တော့ကျွန်တော်ဒီပွဲမှာ တေလောက်သွားမယ်ထင်တယ်။ Indigo လည်းယုံရလားဆိုတော့ Indigo လည်းကျွန်တော်တို့ Black Count ရဲ့ဘက်ကျွန်တော်ယုံခဲ့ပြီးပြီနော်။မယုံရအောင်ခြေစွမ်းရ။ဒါပေမဲ့ Yemetic ကိုယုံရလားဆိုတော့ Yemetic ကလည်းသူ့အလိုလိုကိုအဲ့ Indigo အင်ငွင်းရောက်ရင်ဘာဖြစ်သွားမလဲသူ့ကစားသမားတွေရယ်နော်။ဟိုနည်းနည်းကြောင်ပြောက်တာပေါ့လေ။ပြန်တော့ဒါပြီးရင်ကျွန်တော်တို့ Carrier MRD ကိုဝေးကွင်း Champion League ကန်ရမယ်။ ID ကကြတော့ Front Pack နဲ့အိမ်ကွင်းမှာကန်ရမယ်။နှစ်သင်းစလုံး Champion League ကန်မှုရှိတယ်။အော်ဒီပွဲက9ပေါင်းချင်း365ပြားနိုင်တဲ့ ဒါဖွင့်ထားတာဆိုတော့ဒီပွဲကိုပေါင်းအပေါ်တက်ဖို့တော့ခက်တယ်ဗျเนาะအဲ့တော့ဒီပွဲကကျွန်တော်ဇီးဇီးဝမ်းဝမ်းလောက်ပဲမှန်းကျင်တယ်အဲ့တော့အဲ့အတွက်ကျွန်တော်ဒီမက်ထရစ်နဲ့အင်ဂျီကိုဒီမက်ထရစ်ဒါဘီပွဲစဉ်မှာကိုပေါင်းအောက်ကြိုက်တယ်ရီမက်ထရစ်ဆော့ကျင်တဲ့ညီကိုရှင်တော့ 1h အဲ sorry 2h ပဲဆော့ပါเนาะအဲတလုံးအဲတည်အနိုင်လေးပဲဆော့ပါရှုံးတော့မရှုံးလောက်နှစ်တင်တော့ဘယ်တင်မှမရှုံးလောက်ကျွန်တော်ထင်တော့ဟိုဘောလုံးပြတ်တိုင်းနဲ့ပဲအချိန်ကုန်မယ်ထင်ဇီးဇီးဝမ်းဝမ်းလောက်နဲ့ပဲကွင်းလဲမှာအချိန်ကုန်သွားမယ်လို့ကျွန်တော်တွေးတယ်ပေါ့เนาะအော်ရီမက်ထရစ် ွဲကျွန်တော်အဓိကကိုပေါင်းအောင်လေးကြိုက်တယ် body မှာဆိုတော့ပြား30ရင်းနိုင်တယ်ညမာကြီးပြား30 40ရင်းနိုင်ကြီးကိုရေးမထစ် body ဆော့ဒါကြလို့မရင်းနိုင်ဘူးဆိုတော့ဒီ iPad တို့ Wi-Fi တို့မှာ 2H လေးဆော့ပါနော် 2H ဆိုတာတည်ရကြလဲပတ်ဆံရရနော်တည်အနိုင်ကြီးတယ်ပေါ့နော်အဲဒီနေ့တော့ဒီလောက်ပဲဒီဗီဒီယိုကနော်ဟိုကျွန်တော်ကိုမိုပွဲနဲ့အင်တာပွဲကျွန်တော်ခြံခဲ့ရဂီတာဖိလီတာလီမန်ဒေးမာလော့ကအဲ့ပွဲကျွန်တော်ခြံခဲ့ပါတယ်နော်ပြီးရင် PSG ပွဲကျွန်တော်ခြံခဲ့ရပြီးတော့အဲ့အားကျွန်တော်မောင်းနေမှာထည့်ပေးပါမယ်နော် ဲ့တော့ကျွန်တော်ရှေ့မှာတော့ပြည်များလီပွဲတွေရောအကုန်လုံးပြောပြပေးထားတယ်เนาะအဲ့မှာညီကိုလေးအကုန်လုံးဝင်ကြည့်လို့ရပါတယ်เนาะ အော်ညနေကျမှကျွန်တော်တို့ဒါမောင်းတွဲနေဒီ wine spec code လေးနေဒါ free tip ရွေးချယ်မှုတွေကျွန်တော်ရဲ့ Viber ရဲ့ Telegram channel မှာပို့ပေးမယ်။အော်ကျွန်တော်ရဲ့အဲ့ channel link တွေကိုဒီ video ရဲ့ comment မှာ description မှာကျွန်တော် link လေးချပေးထားတယ်။ပင်လည်းထောက်ပေးထားတယ်နော်။အဲ့မှာညီတို့ဝင်ရောက် join ပြီးတော့မောင်းကြိုက်တဲ့လူရဲ့မောင်းဝင်ထိုးပေါ့နော်။အာ free tip ကြိုက်တဲ့လူက free tip ဆောင်ထိုးဆောင်ပြီးထိုးပေါ့နော်။ကျွန်တော်မမာရီပွဲပုတ်ပြီးရတယ် free tip တစ်ကွက်တစ်ကွက်အမြဲတမ်းချပေးပါတယ်နော်။အော်ကျွန်တော်ညနေကျမှအားလုံးပြန်လည်တွေ့ဆုံကြပါမယ်။အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေ။အားလုံး good luck ပါ။ကျွန်တော်နောက်နေ့မှအားလုံးပြန်လည်တွေ့ဆုံကြပါမယ်။